တုတ်တန်ကိုသွားပြီးတော့ခုနဲ့တီးတီးမင်းဒိတ်ချောင်ဝင်ရမယ်ဘောတီးချင်းတုတ်တန်ကဘယ်မိမရှိမှလဲကွာမင်းအမလီလေးမင်းဇမရွှေရုပ်ရွှေရုပ်ရွှေရုပ်ဟာနာရီကလမ်းနေတော့ရွှေရုပ်တဲ့အာဒီအတိုင်းကျွန်တော်လည်းတရေကြောက်တဲ့ကောင်ဆိုတော့တုတ်တန်မှာရရတာတော့ကိုယ်တော်စိတ်ချောက်ချားစရာဖြစ်ခဲ့တယ်ဒါပေမဲ့ ီးတော့ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်အုတ်ကူပေါ်မှာထိုင်ရတာလေအဲ့တော့လက်တွေပဲချီကြတော့အဲတောင်းမှပြီးတော့မှရိုက်ခဲ့တာပေါ့ဟုတ်ကဲ့ပါတရေကျော်စကားလုံးမှာကျွန်တော်အဲခလန်းဆရာသားကျော်ဆိုတဲ့နေရာနေပြီးပေါ့တော့မှာအဲဒီကတော့ဟာတာဟာတာလေးလည်းပါမယ် grammar လေးလည်းပါတယ်ဆိုပြီးတော့ဒီကားလေးကိုရိုက်ခဲ့ နောက်ပိုင်းကသဘောကျတယ်။တရေနေတာရေလို့တော့လည်းမဟုတ်ဘူး။ဒီကားတော့ပြောမှာဟာတာလေးပါ။ပြိသက်တွေကြည့်ရင်တော့သိမှာ။အဲပထမဆုံးပေါ့ဘူရိယဘူရိယပေါ့ပထမကကျတော့ကျွန်တော်ရှေ့မှာဝက်ကဝက်မှာအ ဒီကောကကျွန်တော်ရဲ့အမေနေရာနေပြီးတော့ကျွန်တော်ပြောဆောင်တာဆိုတော့ဒီဒီကတော့ဒုပြမြောက်တာအာသခတ်ခတ်တာပေါ့နော်အာသဆိုတာ response နေနေရလို့မျိုးတွတ်တွတ်လက်လက်ပြောဆောင်ရတာဆိုတော့ဒါမဲ့ဒီကမှာကအရင်ဘယ်လိုပြောမလဲခက်ခဲတော့ရှိတယ်ဆိုပေမဲ့ဒါမဲ့ဥထင်လာရင်လို့ကိုယ်တော်လည်းဒီလိုဆိုတော့အားလုံးပေါ့ကိုတရားလုံးနဲ့အားလုံးတန်တန်မင်းလေးဆိုတော့ပြောဆောင်ရတာအဆင်ပြေတယ်ပေါ့ချောချောချူပဲလုပ်နိုင်ခဲ့တာဟုတ်ကဲ့ ကျွန်တော်အတွက်ဆိုရင် grammar ကနည်းနည်းလေးပို့ပြီးတော့ခက်ခဲမယ်လို့ကျွန်တော်ယူဆပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အပြင်မှာလည်းနည်းနည်းမျက်နှာပြောင်း professional နည်းနည်းပြောတတ်တော့ဟာသာဆိုဥက္ကင်လိုက်လို့နဲ့ကိုသွက်လက်တို့နဲ့ကိုသေးရုံနဲ့အဲ့လိုဦးအောင်လိုက်ရင်စီးမျောလိုက်ရင်ကျွန်တော်လိုက်နိုင်တယ်ပေါ့။ grammar ကတော့ကျွန်တော်တို့ခက်တဲ့ထဲမှာပါပါတယ်။အသင်ယူပါတယ်အဓိကတော့ဥပင်လိုင်းနဲ့ကိုသွက်လက်ပေါ့နော်။သူတို့နှစ်ယောက်ကအဲ့လို response နဲ့ရမ်းမြန်နှစ်ယောက်ကအေးယူလည်းရမ်းညီမြတယ်။ရမ်းညီမြဆိုတော့ကျွန်တော်လည်းလေးလာပြတဲ့ဥပင်လိုင်းကိုလည်းမေးပြတယ်။မေးပြတယ်ဆိုတော့ဘာကြောင့်ဒီလိုမျိုးလုပ်နိုင်တာလဲ။ဘာကြောင့်ဒီလိုမျိုးစကားတစ်ခုပြောရဲ။ဥပင်လိုင်းရဲ့အဇက်ကထွက်သမျှလဲ။ဟာတာဘာကြောင့်ဖြစ်နေရလဲဆိုတော့မေးပြပါတယ်။ကိုကိုတိုင်းလည်းအဲ ဘယ်လိုပြောမလဲလေးလာဖြစ်တယ်ဒီကောင်းနဲ့လားဒီကားမှာဒီကားမှာဆိုလည်းဒီကောင်းနဲ့စုံစင်းလေးပါပါတယ်ဒါပေမဲ့ဒီကောင်းလည်းအဲ့လိုပြောဆိုတာလေးရှိတာပေါ့ဒါပေမဲ့ကတော့ကတော့လို့ပဲပြောပြီးတော့ဒီကောင်းနဲ့လည်းရိုက်ခဲ့ရတာပေါ့အရက်ကအရက်ကညှိရတာတော့ဒီကောင်းနဲ့ကျွန်တော်ညှိစရာမလိုဟိုရိုက်ရိုက်ကူးတဲ့ကင်မရာဆရာတွေကတော့ညှိရတယ်တော်တော်လေးပြန်ပါလေခွေခွေရပါတယ်ခွေရပါတယ်ဒီကောင်းဒီကောင်းနဲ့ကလည်းဘယ်လိုပြောရမလဲဟိုဝက်ကားမှာကလေးကဒီကောင်းနဲ့ကလည်းခင်းနေပြီဆိုတော့အဲ့လိုအဆင်ပြေပြေပါပဲဗျဟုတ်နှစ်နှစ်ခါသုံးခါလောက်ပေါ့ အာဒီအတိုင်းကျွန်တော်လည်းတရေကြောက်တဲ့ကောင်ဆိုတော့ဥဒ္ဓမာရရတာတော့ကိုယ်တည်းစိတ်ချောက်ချားကြတာဖြစ်ခဲ့တယ်ဒါပေမဲ့ပြီးတော့ဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်အုတ်ကူပေါ်မှာထိုင်ရတာလေအဲ့တော့လက်တွေပိုင်းချီကတော့အဲတောင်းမှန်ပြီးတော့မှရိုက်ခဲ့တာငယ်လေးတည်းရပါမချောက်ခံမှုပါတယ်တရေချောက်ခံမှုပါတယ်တရေချောက်တရေချောက်ခံမှုပါတယ်တရေချောက်ခံမှုတာကလည်းအဲ့လိုပြောမှလည်းခုန ကျွန်တော်နေရရင်တော့ဆိုရင်ကျွန်တော်နေမှာပွဲတွေသွားဆူရတယ်ပွဲတွေသွားဆူရတဲ့အခါကျတော့တချို့နေတွေဆိုမြို့ပေါ်ကနေပြီးတော့ကျွန်တော်ကား2နိုင်3နိုင်လောက်ဆက်သွားပြီးကား4နိုင်လောက်ဆီဆက်သွားတဲ့မြို့တွေရှိတော့ကြုံတော့ကြုံမှုတယ်ပေါ့အဲ့ဒါတော့ကျွန်တော်ပြောပြတော့မှာအဲ့ဒါကြောင့်မို့လို့နည်းနည်းလေးလန့်တယ်ကြောက်တာပဲလေ ိတ်ကိုလို့ထည့်တာလေအဲမခံပါဘူးမခံပါဘူးတရေချောင်းမခံဘူးတရေကျော်ထဲမှာကျွန်တော်ဒီအထက်လန်းဆရာယာကျော်အနေနဲ့ပါဝင်ထားပါဗျာအဲ့တော့ကျွန်တော်ကျွန်တော်ကျွန်တော်ရွှေထူးနဲ့အတူတူဒီတရေကျော်ထဲမှာပါဝင်တဲ့တရုပ်ဆောင်တွေအသိပညာရှင်အတတ်ပညာရှင်တွေအကုန်လုံးနဲ့အကောင်းဆုံးပြောင်းကျူးစားထားတဲ့အတွက်အဲဂျွန်လ6ရက်နေ့ကြရဲ့ဒီကားလေးတနိုင်ငံလုံးမှာပြသမှာဖြစ်လို့အဲလာရောက်ကြည့်ရှုပေးကြပါဦးလို့ပြည်သက်ကြီးကိုဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်ကျူးစားထားပါတယ်